အညာဆရာရောတော့ဒီနေ့တော့အတန်တွက်လေးကျင့်ရံဘာရောမနော်အတန်တွက်လေးကျင့်ရံလေးရဲ့နောက်ဆုံးတစ်ခုပေါ့နော်အပိုင်း၃နေဖြစ်ပါတယ်ဒီမှာကကြတော့အသက်တန်ဘာသက်ပေါ့နော်အဲ့တော့ဘာသက်ရဲ့အနောက်မှာနာမနော်အိုက်စလုံးနေနဲ့တွေ့ရင်အရှိကဘာသက်ကိုမသက်ဆိုပြီးတော့အတန်ထွက်ရပါမယ်တဲ့ဟုတ်ပြီနော်ပြန်ပြောမယ်ဘာသက်ဒီ အနောက်မှာနဓမ္မမုံရဲ့မဆိုတဲ့စလုံးလေးဘီနဲ့လိုက်လို့ရှိရင်အရှိကမကဘာပြောင်းသွားမှာလဲမတ်သက်တန်ထွက်ပါမယ်မတ်သက်တန်ထွက်မယ်နော်အဲဒီမှာလဲတစ်ခေါက်ပြင်ရှင်းပြရတယ်ဘာဒီအနောက်ကနာနဲ့တွေ့တော့မာတန်ပြောင်းမယ်ဘာလီရအဲ့လိုပဲဘာဒီမာနဲ့တွေ့ရဲမာတန်ပြောင်းပါမယ်ဟုတ်နော်ဒီအဆိုရင်စလုံးလေးနဲ့ရှင်းပြတော့ပါမယ်ပထမဆုံးတစ်လုံးနေနဲ့ စီစီစီကိုဘတ်သက်တော့ ship ပေါ့နော် ship ဆိုတဲ့။နောက်မအားမောင်နာသက်တော့ man အဲ့တော့ ship man ပေါ့နော်။ဒါပေမဲ့ဘာပြောတာလဲတန်တွဲစီမြင်ရဘတ်သက်ဒီအနောက်ကမနဲ့တွဲတွေ့ရင်ဘာဒီမတန်ထွက်တယ်။အဲ့တော့အတန်ထွက်က ship man လို့ထွက်ပါမယ်။ ship man နော်မတတတ်ထွက်ပြီ။နော် ship man ဆိုတော့တသိန်းဖြစ်ပါတယ်။ ship man ။နေနောက်တစ်ခု တခါကျတော့အာအာအာဝိုဖတ်သက်ထားတယ်အဲ့တော့ up ဆိုတဲ့အသိပ္ပယ်เนาะအတန်တပေါ့ up နဲ့ now မဥမူကိုနာသက်တယ်အဲ့တော့ mon အဲ့တော့ up mon ကဲအဲ့ဒီမှာလည်းပဲပါထူတယ်ဖဆိုတာကသူ့ရဲ့မူရင်းကဘယ်ထဲမှာပါတာလဲအဲသူကဖသည်အမ်အဲ့လေဘာသက်တန်ထဲမှာပါရပေါ့နော်ဘာသက်တန်ထဲမှာပါရအဲ့တော့ဘာနဲ့မနဲ့တော့တည်တော့ဘာဒီမတန်ထွက်မယ်အဲ့တော့ ါတယ်လေ am လို့ဖြစ်သွားမှာပေါ့နော် am နောက်က mon ammon ပေါ့နော် ammon လို့ဖြစ်ပါမယ် ammon ammon ဆိုတာက ရှေ့တကားတော့အရှေ့ဂိတ်ပေါ့နော်အဲ့လိုပြောတာပါနော် app ဆိုတာကအရှေ့ mon ကတကားအဲ့တော့ရှေ့တကားဒါမှမဟုတ်ရင်ရှေ့ဂိတ်အဲ့လိုပြောတာပါနော်ဒါနောက်တစ်လုံးသွားပါမယ်ဒီနောက်စကလုံးလေးရတော့ဘာအာဘာဘာဟိုမှာပတ်သက်ထားတယ်အဲ့တော့ bab ဖြစ်မှာပေါ့နော် bab အနောက်ကမာအာမာကိုဆက်သက်ထားတယ်အဲ့တော့ မတူထမှာပေါ့ဘာလို့လဲစာသက်ဒီဘာတဲ့မှာပါမှာလဲတတ်သက်တဲ့မှာပါတယ်အဲ့တော့ဘတ်မတ်ပေါ့နော်ဘတ်မတ်ဒီအဲ့ဒီမှာကဲချင်းချက်လာပြီဘတ်သက်ဒီမာနဲ့တွေ့တော့ဘာဒီမတ်သက်တန်ထမင်းအဲ့တော့ဘာဖြစ်မလဲဘမ်လို့ဖြစ်သွားမှာပေါ့ဘမ်အနောက်ကတော့တတ်သက်တန်ဖြစ်မယ်နော်စာသက်ဒီတတ်သက်တဲ့ပါတော့တတ်သက်တန်ထွက်အဲ့တော့ဘမ်မတ်ဘမ်မတ်နော်ဘမ်မတ်ဆိုတာကကြတော့ထမင်းရတာဖြစ်ပါတယ်နော်ထမင်းရတာ တယ်အဲဆိုရင်တစ်ခေါက်ပြန်ပြီးတော့ဖတ်ပြမယ်နော်ရှီမန်အမွန်ဘမတ်တယ် ရမယ်နော်။ကြည့်အရောဒီမှာကိုတင်ခဲ့တဲ့အရှိကစလုံးလေးတွေကိုပြန်ပြီးတော့နှွေးပြတဲ့ပုံစံလေးလုပ်ပြီးထားပါတယ်နော်ဒီလိုလက်မှတ်ရမယ်လို့ပြောထားတယ်ဘလိုမျိုးလေးလဲအဲ့တော့အတက်ခရေဓာရေဘာရေအဲ့ဒီသုံးလုံးဒီအနောက်မှာနရေမရေဆိုတဲ့စလုံးလေးစတာနဲ့တွေ့လို့ရှိရင်ဂကကြတော့အတက်ကိုကူးမယ်ဓာကကြတော့နတက်ကိုကူးမယ်ဘာကကြတော့မတက်ကို ပူပါမယ် နော်အတန်လေးပြောင်းသွားတယ်ဒီလိုအတန်လေးတွေပြောင်းသွားတယ်ဆိုတော့ဒီပုံစံလေးမှတ်ထားလိုက်လို့ရှိရင်နော်အဆင်ပြေပြီထင်ပါတယ်မေဒါဆိုရင်စီပြီးမယ်ထင်တယ်နောက်သင်ခန်းစာညီမပြန်တွေ့ပါမယ်အညောရှင်းသာရှိလို့ရှိရင်မေးလို့ရပါတယ်အညောစုဝဆောယော